ဟုတ်ပါမြန်မာ channel ကိုအစင်တဆိုင်အပြင်နှာစင်ပေးကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ channel လေးကနေပရိသတ်တွေအတွက်ပို့သူတရားစီရနေကျမရဲ့ရင်းနဲ့ပတ်သက်တဲ့အကြော်တွေကိုမျှဝေတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်မျှဝေပေးဖို့အတွက်ရွေးချယ်ပေးထားတဲ့အကြောင်းလေးကတော့နှလုံးသေးကြောခြင်းနေသူတွေဘာတွေစားလို့ရလဲ၊ဘာတွေရှောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။လက်တလုံးမှလူနေမှုဘဝနဲ့အစာတောက်ပုံစံတွေပြောင်းလဲလာတာကြောင့်နှလုံးသွေးကြောခြင်းတွေ တနေ့ချင်းတနေ့ပိုများလာနေပါတယ်။ဒီကြောင်ရနဲ့ပတ်သက်ပြီးနှလုံးသွေးကြောကျင်းတဲ့သူတွေဘာတွေစားသင့်လဲ။ဘာတွေရှောင်သင့်လဲဆိုတာကိုပြောပြပေးတော့ပါမယ်။နှလုံးသွေးကြောကျင်းခြင်းဆိုတာကဘာလဲ။ဒီယောဂကသွေးကြောတွေထဲမှာကိုလက်စထရောနဲ့အဆေနှစ်တွေတပြည့်ပြည့်စုပြုံးလာတာကြောင့်သွေးကြောတွေကျင်းသွားတဲ့အချိန်တွေပါ။ဒီအချိန်တွေကြောင့်သွေးစစ်စစ်မှုအနောက်ရှက်တွေဖြစ်လာပြီးနှလုံးကျက်သားတွေထဲသွေးနဲ့အောက်ဆီဂျင်မလုံလောက်တဲ့အထိထိခိုက်နိုင်ပါတယ်။တချို့ကယုတ်တည်းရဲ့နှလုံးရက်ချင်းလိုမျိုးပြင်းထန်တဲ့အခြေအနေတွေလည်းဖြစ်နိုင်ပါတယ်။ နှလုံးတွေးကြောကျဉ်ကျဉ်ကမြများပြပြတွေးရတဲ့နှလုံးယောဂတစ်ခုဖြစ်ပြီးနှလုံးကို တွေးအောက်ဆီဂျင်နဲ့အာဟာရတွေပေးတွင်းနဲ့တွေးကြောကြည့်မှဖြစ်လေရှိပါတယ်ဒီလိုကျဉ်ကျဉ်တွေကနှလုံးအာနုကိုခြေခါပြစေစေနိုင်တယ်လို့တွေးကြောရောင်ရမ်းတောင်မျိုးလည်းဖြစ်စေနိုင်ပါတယ်တွေးကြောတွင်းမှာကိုလက်စထရောနဲ့အဆီအနဲနှစ်တွင်တပြည့်ပြည့်စုပျော်လာတဲ့အခါတွေးကြောရကျင်းသွားပြီးစစ်စစ်မှုတင်းကျပ်လာနိုင်ပါတယ်ဒီချိန်ကြီးအကြောင်းတွေးဟာနှလုံးစီမလုံလောက်အောင်ရောက်ရှိနိုင်ပေဖြစ်သွားတဲ့အခါမှာတော့ ရှင်ပါအောင်ချင်းအသက်ရှူရာတွင်ပြတ်တော့ပြတ်တော့ဖြစ်ချင်းစရဲ့လက္ခဏာတွေပြသနိုင်ပါတယ်။လေကျော်ချင်တာကဆယ်ဆွနှစ်အနေငယ်ကြောင့်ဖြည်းဖြည်းလေးစတင်ဖြစ်ပေါ်လာတတ်တော်မူများတို့အဖြစ်ကြည်ကြည်မမလက္ခဏာတွေမဖြစ်မချင်းမသိဘဲနဲ့ဆက်လက်နေတတ်ကြပါတယ်။တွေ့ကြောတကူအားလောဝပေးဆို့သွားတဲ့အချိန်မှာတော့ရုတ်တရက်နှလုံးရက်ခြင်းဆိုရဲအတန့်ရဲ့ဖြစ်နိုင်ချေသည့်ရရှိလာနိုင်ပါတယ်။ဒါမဲ့ခနာကိုကျမအောင်ချိန်တိမ်ဖို့နဲ့နှလုံးတွေ့ကြောချင်းချင်းကိုကောက်ွယ်ဖို့ကြွဲ့စနစ်ဇာနေတိုင်းမှုများ ညသားတဲ့အာဟာရအစာသုံးမှုနေစဉ်လေ့ကျင့်ခြင်းပြုလုပ်ခြင်းနဲ့စိတ်ဖိစီးမှုကိုလျှော့ချခြင်းအစရလက္ခဏာတွေဟာအရေးကြီးလာပါတယ်။နှလုံးသွေးကြောခြင်းတွေသူတွေဘာရီဆာလို့ဘာရီရှောင်းမလဲ။နှလုံးသွေးကြောခြင်းတွေသူတွေဘာရီဆာလို့ဘာရီရှောင်းမလဲဆိုတော့လိုအပ်တဲ့ဆေးဝါးတောက်သုံးတာဖြင့်ကောင်းမွန်တဲ့ရာလတ်တွေထွက်ရှိစေဖို့အခုလိုလေးအစာအသောက်ကိုကြိုးစိုက်ပေးဖို့လိုပါမယ်။ကိုပြောပေးမယ့်အချက်တွေကတော့နှလုံးသွေးကြောခြင်းယောဂမဖြစ်သေးသူတွေရောဖြစ်နေတဲ့သူတွေကိုပါလိုက်နာလို့ရပါတယ် စာပေတင်တာတွေကတော့နှလုံးသွေးကြောကျင်းနေသူတွေအနေနဲ့အကူလိုစားစာတွေကိုစာပေလို့ရပါတယ်။ဒါတွေကတော့လက်ဆက်တဲ့တီတီတွေနဲ့ဟင်းတီရွက်တွေပါ။အပြင်းနေရတဲ့အာဟာရအရင်းမြစ်တွေကနှလုံးကျမစေနိုင်တယ်လို့ရုတ်တရက်နှလုံးရတာနှလုံးစည်းချက်မမှန်တာတွေကိုကောက်ကဲပေးနိုင်ပါတယ်။ တကြီးနဲ့ဟင်တီအင်ရွက်တွေမှာကျမရည်နဲ့ညီညွတ်တဲ့ဗီတာမင်တွေနဲ့အာဟာရဓာတ်တွေ ပါဝင်နေပြီးကယ်လိုရီပါဝင်မှုနည်းရာကကျမရည်ကိုယ်လေးချိန်ကိုရရှိစေသလိုအမြင့်ချက်ပါဝင်နေရာကလည်းတွေးတွင်းကိုလက်စထရောကိုကျဆင်းစေပြီးနှလုံးကျမစေပါရယ်တတီတွေဟင်တီအင်ရွက်တွေစားတဲ့အခါမှာဧကထရီတဲ့လလဆက်ဆက်ဖြစ်တာမျိုးကိုပဲရွေးချယ်ပေးပါနန်းစာတင်းနံတွေစားပါနန်းစာတင်းနံတွေကို စားသုံးပေးတာကနှလုံးကျမစေပြီးတွေးကြောကျင်းတာကြောင့် ထိခိုက်နိုင်စေကိုလျှော့ချပေးနိုင်ပါတယ်။နန်းစာတည်နှံတွေမှာအာရကျွေးဝသလိုအမြင်တက်လေကျွေးဝစွာပါဝင်နေပါတယ်။ဒါကြောင့်တွေးတွင်းကိုလည်းရှောကိုရောတွေးပေါင်းချင်းကိုပါခေါင်ခေါင်ထင်ကြီးပြနိုင်ပါတယ်။ဥမာအနေနဲ့ပြောရရင်ကျုံချံပေါင်မုံအုတ်ကျုံဆန်လုံးညိုစားရမျိုးတွေပါ။ဂျမရည်နဲ့ညညွတ်တဲ့အစီတွေစားပါမယ်။နှလုံးသွေးကြောခြင်းတွေပြီးဆိုရင်တက်နိုင်သမျှအစီကိုလျှော့စားဖို့လိုပါမယ်။ဒါမဲ့အစီတိုင်းကစွာရောမဟုတ်ပါဘူး။ ကျမရေးနဲ့ညီညွတ်တဲ့အစီအရေကအတိုင်းတာတစ်ခုအတွဲမှာစားသုံးမယ်ဆိုရင်နှလုံးကျမစီဖို့၆ကိုပြနိုင်ပါပါ။ကျမရဲ့အစီအရေရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကကြွေကျွဲကိုလက်စထရောကိုကျဆင်းစေပြီးရောတရနှလုံးရတာလေးဖြတ်တာမျိုးတွေမဖြစ်ဘူးကောက်ွယ်ပေးတာပါ။ဒါကြောင့်နှလုံးတွေကျော်ကျဉ်သူတွေအနေနဲ့မပြေဝစီရီဖြစ်တဲ့ mono acetate fat နဲ့ polyacetate fat တို့ပါဝင်နေတဲ့တန်လျင်စီကာနိုလာစီ နန်းချိတ်စီစီချောဖတ်တီအခွန်မာတီတွေအစိမ့်ဆန်တွေကို စားပြလို့ရပါတယ်အစိမ့်မပါတဲ့ပရိုတင်းတွေစားပါခနာကိုကျန်းမာကြံ့ခိုင်ဖို့အတွက်ပရိုတင်းစားပြဖို့လိုပါမယ်ဒီလိုပရိုတင်းကိုရွေးချယ်တဲ့အခါမှာလေအစိမ့်ပါဝင်မှုနည်းတော်မျိုးကိုရွေးချယ်ဖို့လိုပါမယ်နောက်ပြီးငါအထူးသဖြင့် Omega 3ကျေးဝါးတွေငါမျိုးကိုရွေးချယ်စားသုံးပေးတာကတွေးတွင်းအစိမ့်ချက်ကိုလျှော့ချပေးနိုင်ပါပါအစိမ့်တဲ့နည်းတဲ့ပရိုတင်းတွေနဲ့စားပြလို့ရတဲ့လေးတွေကတော့ပေမျိုးမျိုး ၊ဥမျိုးမျိုး၊ပဲပီဆန်၊မုကိုတာအေးကိုမပါတဲ့ကြက်သားစာမျိုးတွေပါ။ရှောင်းတင်နာလေးတွေကတော့နှလုံးသွေးကြောကျင်းနေသူတွေအနေနဲ့တွေးတွင်းကိုလက်စထရောကိုချိန်ညှိဖို့လိုတယ်လို့တွေးပေါင်ချိန်နဲ့ကိုလေးချိန်ကိုချိန်ညှိဖို့လည်းလိုပါမယ်။ဒီလိုလောဆောင်ပေးတာနဲ့အတူရှောင်းတင်တဲ့အစားအစာတွေကိုရှောင်းပေးတာလည်းထိရောက်တဲ့ရလက်ကိုရရှိစေမှာပါ။ဘာရီရှောင်းမလဲဆိုတော့ချောပတ်တကြစီကြောစာတွေပြည့်ပြန့်ထားတဲ့အသားတွေအသင့်စားအစားအစာတွေအမြန်စားအစားအစာတွေ တရှိကဲအစားစားတွေစားနေအငင်ကဲတာတွေအချိုကဲတာတွေအပြင်စားတွေအစီများတဲ့အစားစားတွေပါနှလုံးသွေးကြောကျင့်ရင်ဒါတွေကိုနေ့စဉ်စားသုံးမှုမှမပါအောင် ရှောင်ဖို့လိုပါမယ်နံပါတ်၁ပြေဝါးစီပြေဝါးစီကတွေးကြောရင်မှာအနစ်အနေတွေစုပုံစေတဲ့အတိကအစားတောက်တကူပါဒါကြောင့်နေ့စဉ်စားသုံးမှုမှပြေဝါးစီ ပါဝင်မှုကိုခုနှစ်ရာခိုင်နှုန်းအောက်လျှော့ချဖို့လိုပါမယ်ပြေဝါးစီအတိကပါဝင်နေရတာကတော့ဒရေးစံရရတဲ့အစားစားတွေပါ စားသုံးစီအချို့အားလည်းပြည်ဝစီများစွာပါဝင်နေတတ်ပါရင်ဒါကြောင့်အလုံးသွေးကြောကျင်းနေရဆိုရင် နေ့စဉ်စားသုံးမှုမှာအစီပြေနှုတ်နှုတ်ခရင်အစီပြေ cheese အစီနဲ့ကျွေးနေတဲ့အနီရောင်အသားကြုံဥကြောင်းဝဲဥကြောင်းဝဲပေါင်၆တို့လိုမျိုးပြုပြင်ကြတဲ့အစားစားတွေရေကင်မုတ်စောင်းစီအုံစီကူကီဒိုနတ်စတွေကိုမစားဖို့လိုပါမယ်နမနဲ့အကျွင်ပြောင်းစီအကျွင်ပြောင်းစီက လူလုံးအစီတမျိုးပါဒီစီရီကိုညရောအခြေအတန့်စားအများစားစားရီစီကြောစားရီမှာဂိမ်းမော့ကူကီဗီစာရီမှာလည်းပါဝင်ပါတယ်ပြောင်ပူပေါပေါတွေမှာလည်းပါဝင်နေတတ်ပါတယ်တာရှိခင်အောင်လုပ်ထားတဲ့အစားစားရီတွေမှာလည်းအထွန်ပြားစီရီပါဝင်နေတတ်ပါတယ်ဒိုင်ယာထရီကိုလက်ချောဒိုင်ယာထရီကိုလက်ချောကတော့အကျိုးမပြုကိုလက်ချောအများဆုံးပါဝင်နေတဲ့အဆီတစ်မျိုးပါဒီကိုလက်ချောမျိုးစားကို3ဆန်နေရတဲ့အစားအစာတွေ ပိုမျိုးမျိုးအတာချစ်စတိုမှာပါဝင်နေပါတယ်။ဒီစီမျိုးစားကိုတနေ့တာမှ200မီလီဂရမ်ချက်ရှော့စားတင်တယ်လို့ကြံကျင်သူတွေကအကြံပြုကြပါတယ်။လုံးတွေကြောကျင်းတာကိုဖျောက်ကင်အောင်ခုနိုင်တဲ့နည်းလမ်းမရှိပါဘူး။တွေးပောင်ချိန်ထင်ကြီးတာ၊တွေးတွင်းအစီထိန်းတာနဲ့အစာတောင်အနေထိုင်ကယူစိုက်တာတွေကပဲနောက်ဆက်တွဲပြဿနာတွေဖြစ်မလာအောင်ကောက်ကွယ်ပေးနိုင်မှာပါ။ဟုတ်ကဲ့ပါရှင်။ဒီနေ့မျှဝေတင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ နှလုံးသွေးကြောခြင်းနဲ့သူတွေဘာတွေစားလို့ရလဲဘာတွေရှောင်းမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေတင်ဆက်ပေးသွားကြရပဲဖြစ်ပါတယ်ရှင်ဒီကြောင်ရလေးနဲ့ပတ်သက်ပြီးတော့ကုသနိုင်တဲ့နိလန်တော့မရှိပါဘူးတင်းနေနဲ့ အစားအသောက်အနေထိုင်ကိစ္စတာတွေကပဲနောက်ဆက်တွဲပြဿနာတွေဖြစ်မလာအောင်ကောက်ွယ်ပေးနိုင်မှာဖြစ်တာကြောင့်တင်းနေတဲ့အချူကီပြူဖို့ရန်လိုအပ်ပါတယ်လို့အကြံပြုနေဒီကနေ့ရဲ့ကျမရဲ့မျိုးရည်တင်ဆက်မှုကိုဒီမှာပဲနောက်ခင်ပြပါရှင်။ဘာပဲကြည့်ရှုပေးကြတဲ့ပရိသတ်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျမပျော်ရှင်တဲ့နေ့ရက်တိုင်းကိုအစင်ထရဝရရှိပိုင်ဆိုင်နေကြပါစေရှင်။